ားလုံးမမြင်လားပါနော်အဲဒီမှာမိထားတဲ့မိကုန်းလေးကိုကျွန်တော်တစ်ချက်ဖက်ပြပေးမယ်နော်အဲဆရာရတဲ့အန်ဒီပူလေးတွေလင်ငါထိတ်ပေါ့နော်အမျိုးသားလင်ငါထိတ်မှာအန်ဒီပူလေးတွေအန်ဒီဆက်ကလေးတွေထွက်တယ်နောက်တော့ဒီအခါဝဲမဲ့နေဆက်ဆံပြီးတော့အဲသူအသက်ရှင်မလုပ်ပြီးတာကြောင်ရတယ်ပေါ့နော်ငါးရက်လောက်ဖြစ်သွားတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်ကူညီပေးပါအောင်ဆိုပြောတာပေါ့အဲကျွန်တော်တို့ဒီအမျိုးသားလေးမှာဆိုလို့ရှိရင်ဒီအန်ဒီပူတွေအန်ဒီဆက်တွေဖြစ်တာကအဲခုနောက်ပိုင်းမှာတော်တော်လေးများတယ်အဲအဓိကတကွေအသက်ရှင်မှုအားနေတာအဲနောက်တကွေအသက်ရှင်မှုအားနေတဲ့အပိုင်းလေးတွေပါတယ်အဲနောက်တစ်ခုကျတော့အဲနောက်တော့ရေမတန့်တာ တို့စပြအပြင်းစားတွေတုံးမိတာတို့အဲနောက်တစ်ခုကျတော့ကိုတုံးနေလိုရှင်းနေတယ်အဲတက်မတက်တာတို့ဒါမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲအဲ့ဒါဆိုတော့အဲပုံမှန်အားဖြင့်ကတော့တရက်ကနေနည်းရက်အထိအဲဒါတက်တာဝါကြတာများတယ်အဲတကယ်လို့ရက်ရှိပုံစံမျိုးဖြစ်နေပြီပေါ့နော်အဲနောက်တော့အနီဘူးလေးတွေကတည်တည်နေရလည်းမဟုတ်ပဲတခြားတနေရာကိုကူးဆက်သွားတယ်အဲနောက်တစ်ချက်ကျတော့သူကဘယ်လိုလဲဆိုတော့အနီဘူးအလုံးကြီးရဲ့အခွက်ကြီးတဲ့ပုံစံမျိုးဖြစ်လာပြီးတော့အဲနောက်တစ်ခါအဲနောက်ဖြစ်လာပြီးတော့အဲရက်ရှိရက်ရှိပုံစံမျိုးဖြစ်သွားတော့အနံ့သက်တွေပါဖြစ်တယ်ဆိုလို့ရှိရင်တော့မဖြစ်မလေကူးဆက်ရောအောင်ဖို့ခံစားပြီးတော့ကျွန်တော် တို့ကတော့ယူဆလို့ရတယ်ပေါ့နော်အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်ယာတွေကိုသွားပြီးတော့စဉ်းစားရမလဲဆိုလို့ရှိရင်အဲ့မှာယောဂ၉၉မျိုးရှိတယ်အဲ့၉မျိုးကျွန်တော်တခုချင်းပြောပြပေးမယ်နော်အဲ့ယောဂ၉မျိုးမှာဆိုရင်နံပါတ်၁ပြောမယ်ဆိုလို့ရှိရင်လိင်္ဂါရေယုံပေါ့နော် genetic happy လို့ဆိုတဲ့လိင်္ဂါရေယုံဒီကောင်ကအဲ့ကောင်ဝယ်မဲ့လိင်ဆက်ဆံတာတွေထိတွေ့မှုတွေအနေပြီးတော့တခါဖြစ်နိုင်တယ်အမျိုးသားတွေမှာဆိုလို့ရှိရင်စီကုံတို့အမျိုးသမီးတွေမှာဆိုရင်လည်းစီကုံအကုန်လုံးပေါ့နော်အဲဒီ genetic နဲ့ပတ်သက်ပြီးတော့ strong ပတ်ဝန်းကျင်မှာအကုန်လုံးဖြစ်ပေါ်နိုင်တယ်နားရဲပေါ့နော်ရိုင်းရံတဲ့ဒီပြဿနာတွေဖြစ်နိုင်တယ်ပေါ့နော်ဖြစ် ်နိုင်တဲ့အဟာလေးတွေကတော့များတယ်ပေါ့နော်။နောက်နံပါတ်2ကဆိုရင်စစ်ပလစ်ကြောင့်ဖြစ်နိုင်တယ်။နံပါတ်3ကဆိုလို့ရှိရင်ဝဲယောဂါကြောင့်ဖြစ်နိုင်တယ်။လေးကဝဲယောဂါဆိုတော့အကြောင်းပဲနော်။အားကြောင့်ဖြစ်နိုင်တယ်။နော်နံပါတ်4ကဆိုလို့ရှိရင်မျူရိုစစ်ကန်လို့ခေါ်တယ်။အဲဒီလင်းကထိတ်မှာကအနေပူးလေးတွေကြောင့်လည်းသူကဖြစ်နိုင်တယ်လို့နော်နောက်တော့ဖလန်နစ်တစ်လို့ခေါ်တယ်။အဲလင်းကထိတ်ပူးကြောင်ရင်းနဲ့ပြဿနာကြောင့်လည်းဖြစ်နိုင်တယ်။သူ့ရဲ့လက္ခဏာတွေကတော့ကျွန်တော်မပြောတော့ဘူး။ရှည်သွားမှဆိုလို့ပေါ့နော်။နောက်တစ်ခုကျတော့အဲ content content dermatitis လို့ခေါ်တယ်။အရေးပြားတက်မတဲ့ပြဿနာတွေကြောင့်လည်းဖြစ်နိုင်တယ်။နောက်တော့ yeast infection လို့ ခေါ်တယ်လေငါမိုးဆွဲခြင်းကြောင့်လည်းဖြစ်နိုင်တယ်နောက်တော့ပေါင်ကျဲမှာရှိတဲ့ပွေးပေါ့နော်ဒါကတော့နံပါတ်၈အချက်နဲ့နံပါတ်၉အချက်ကတော့ဂျန်နေတဲ့သူကပါလဲဆိုတော့ emphysema လို့ခေါ်တယ်နှင်းကူကြောင့်လည်းဖြစ်နိုင်တယ်ပေါ့နော်အဲဆိုကျွန်တော်တို့ကဒီပြဿနာမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်မဖြစ်မနေတော့ဒီတယောက်ထဲတော့အဲမဆုံးဖြစ်နေတယောက်ထဲတော့မကုသနိုင်ပေါ့နော်ကိုယ်နဲ့တက်ကြွနားလည်းနဲ့အဲကိုယ်ထက်တက်ကြွနားလည်းကိုယ်နဲ့နားလည်းတဲ့သူတွေနဲ့ပြန်ပြန်ပြောတိုင်ပင်ဆွေးနွေးမယ်စီကန်းတွေပါလေလိုအပ်လို့ရှိရင်တခြားလေးပြပေးမယ်အဲဘာလို့ဆိုတော့ဂျန်နေတဲ့မှာဖြစ်နေတဲ့ဟာတွေကရေရှည်သွားရင်မကောင်းဘူးပေါ့နော်အဲဒါတော့ တကယ်လို့အဲကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဆံဝင်ဆံမရရှိတယ်ဆိုရင်တေချာဆွေးနွေးဒီကုသမှုတိုင်ပင်ခက်ခဲနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်နဲ့လိုင်းလာရောက်တိုင်ပင်ဆွေးနွေးလို့ရပါတယ်เนาะဘိုင်းမိန်မှာအရင်ချစ်ပါတယ်ဘိုင်းမိန်မှာเนาะ